ဒီနေ့မှာမိရှုတန့်ကျင်ပွားမြင်ကြတဲ့ရင်သွေးရတနာရီအတွက်ကတော့မာဘုတ်ဗေဒနိယတနင်္ဂနွေနေ့ဖွာဘင်္ဂဘွားဇန္တာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားဟာငယ်ချိန်မှာချူကြတော့လဲလုံးလာဝိရိယကြီးစွာရှိပြီးအောင်မြင်ကြမယ်သူတွေဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုစင်တစိုက်အပင်းနေတဲ့ခနည်းသားမိအားလုံးမင်္ဂလာပါကျွန်တော်ဆရာခန့်ကျော်စွာဟာရန်ကုန်မြို့မာဝိဇင်ရဖျားကြီးဝင်းထဲကငားကန်အနီးနားမှာနေ့စဉ် မနေ့7နိုင်ကနေညနေ4နိုင်အထိဘီရင်ဟောပြောပေးနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘီရင်ကန်းလေးကိုဗုဒ္ဓနေ့တနေ့တော့နားရဲ့အဖြစ်ပိနာပါတယ်ဘီရင်မေးမြန်းကြတဲ့သူတွေအားလုံးတို့အတွက်ကျွန်တော်အဆောင်အစီရင်နေဆောင်ရွက်ပေးလိရှိပါတယ်ရဝေးကနေပြီးတော့ဒီလိုကြည့်ရှုအားပေးနေကြတဲ့ခွန်ရသားသမီးတွေကငွေကြေးလက်လာဘအတွက်အဆောင်အချီးမေတ္တာရေးအဆောင်ကံထူးကံဆွမ်းစေတဲ့အဆောင်စမ်းပွင့်လက်ပွင့်စေတဲ့အဆောင် ကျမ်းမာရေးကောင်းစေတဲ့အဆောင်အသက်နည်းရကင်းစေတဲ့အဆောင်စသည်အားဖြင့်အဆောင်အစီရင်အမျိုးမျိုးတွေကိုအလိုရှိရဆိုရင်တော့ဒီဘေးရင်ရရမီဒီယာ page က messenger မှာတဆင့်မိမိရဲ့အမိဝိသက်ကလေးနဲ့လိုချင်တဲ့အစီရင်ကိုမှာကြားနိုင်ပါတယ်အစီရင်တွေရဲ့တန်ဖိုးကတော့ကြောပွဲတစ်ပွဲလှူဒန်းရတဲ့ကုသိုလ်ငွေလှူဒန်းပေးရမှာဖြစ်ပါတယ်ခင်ဗျာခொနည်းသားမီးတွေအားလုံးကျွန်တော်တို့စီရင်ပေးတဲ့အဆောင်တွေအစီရင်တွေကိုဆောင်ရွက်ခြင်းအပြင်

ဒီအစီအစဉ်ကိုဗီရင်ယန်ရာမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗီရင်ယန်ရာကမှအဓိကအစီအစဉ်တင်ဆက်ထားတာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်ဇွန်လ29ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခொနည်းသားမီးအားလုံးတွေတဲတော်ကန်ကြမ္မာနွေကတော့နံပါတ်1 The High Princess မြင့်မြတ်တဲ့နတ်သမီးရဲ့သင်္ကေတနမိတ်ဖြစ်တဲ့စာချုပ်ကိစ္စတွေအောင်မြင်မယ်ဆီယာမလိုပညာရေးကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်မယ်လူမျိုးချတိုင်းရင်းသားနေဆက်နိုင်ငံခြားအကျိုးပြုမယ်အထူးအခွင့်အရေးကောင်းတွေအခြေအနေကောင်းတွေရပါလိမ့်မယ် ဒီလိုနှမျိုးမှာကန်တရားကကိုယ့်ကိုအထောက်ပံ့ပေးဖို့အခွင့်အရေးကောင်းတွေရဖို့အခြေအနေကောင်းတွေရဖို့လို့ဆိုရင်တော့စွန့်ခံကြတဲ့ကိုရင်တို့ဥစဉ်တို့ကိုအသီးသုံးမျိုးလောင်းလူလိုက်ပါဒီနေ့မှာမိရှုတန်ရှင်ပွားမြင်ကြတဲ့ရင်သွေးရဏနာရီအတွက်ကတော့မာဘုတ်ဗေဒနီယတနင်းကိုနေနေဖွားဘင်္ဂဘွားဇန္တာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားဟာငယ်စဉ်မှချူကြတော့လဲလုံးလာဝိရိယကြီးစွာရှိပြီးအောင်မြင်ကြမယ့်သူတွေဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါ ဒီမွေးနေ့မှာကုသိုလ်ဒါနပြုဖို့လမ်းညွှန်ရမယ်ဆိုရင်တော့တီးဆောင်ပင်ကလာဟင်းနဲ့စွန်းစွန်းဟင်းနေရာတို့ကိုမြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းတန်ကလောင်းလူချင်းအပရိသတ်တို့ကိုထမင်းဟင်းအဟာရဒါနပြုခြင်းအပြင်တနစ်တားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာအကျိုးပေးစိုးမိုးကနန်းတော့၄ကနန်း၅ကနန်းဖြစ်ပြီးတော့မိတ်ဆွေအပေါင်းငွေကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့ပန်းပွင့်လေးတွေပွင့်နေတဲ့အပင်တွေကိုရေလောင်းရင်ငွေဝင်လာဖို့ဆူတောင်းပါငွေကြီးကိစ္စရေးစကားပြောမယ်ဆိုရင်တော့ဝါယောင်ပန်းပွင့်လေးတွေပွင့်ဆောင်ပြီးမှ တွားရောက်တွေ့ဆုံပြောဆိုပါစရုံးတိုင်းနဲ့ကုန်းတုံးတိုင်းနဲ့လက်ဖက်ရည်တိုင်းနဲ့စားသောက်တိုင်းနဲ့ရောင်းပန်းသာဝယ်ပန်းလှဖို့လိုအတွက်ကတော့ဆိုင်ရှိမျက်နှာသာကိုတကြားအနေငယ်ကျက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိရသာသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လိုအတွက်ကတော့ခဲနံလေးတစ်ချောင်းနဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိရသာသာအဆင်ပြေချောမွေ့သွားပါလိမ့်မယ်အမှုကြုံနေတဲ့သူတို့ကန်ဒီယာရဲ့အထောက်ပံ့ပေးဖို့အတွက်ဆိုရင်တော့ဒီလိုလေးမျိုးမှာ ငါအရှင်ကိုရေစီးမှလွတ်ပြီးဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညနေရသူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့စေဘဲဥတို့အနှဲငယ်ကိုဓာတ်စာအဖြစ်သတိစပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအရှိမေတ္တာရဲ့အိမ်တော်ကြီးကိစ္စရေးအတွက်တော့ဂျားစကားတွေကြောင့်အထင်မြင်လွဲမှားတာကြုံတတ်ကြောင်းဂရုစိုက်သင့်ပါတယ်အရှိမေတ္တာရဲ့အိမ်တော်ကြီးအဆင်ပြေဖို့အတွက်ကတော့ကောင်းခြင်းမောင်းကိုစုပ်ကိုပြားရင်ဆန်းပြီးမြတ်စွာဘုရားရှင်လှူဒန်းလိုက်ပါခင်ဗျာဒီစီစဉ်ကိုနေ့စဉ်မပြတ်ကြည့်ရှုအားပေးနေကြတဲ့ ုနှစ်ရသမီအပရိသူများအားလုံးဒီနေ့ယရိယာရင်အထီးအသီးသီးဆောင်ရွက်ကြပြီးတော့အကျိုးထူးအနန္တရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာလိုရာဆန္ဒပြည့်ကြပါစေခင်ဗျာ